်အဲ့ဆောဘုရားကဗြဟ္မာဆာလာတုံမှာအဆုံးမဩဝါဒပေးထားတာရှိတယ်ယဟန်နေလူတယောက်ကကိုယ့်ကိုလာပြီးကဲရဲ့ပြီးပြစ်တင်ပြီးလို့လာပြောလို့ရှိရင်ယက်ဆောဘုရားကစိတ်မဆိုးအောင်လုပ်ပါစိတ်မဆိုးပါနဲ့အဲ့တော့စိတ်မဆိုးအောင်ကနှလုံးသွင်းတရားမရှိဘဲနဲ့စိတ်မဆိုးအောင်နေဖို့ဆိုတော့တော်ခက်စိတ်လေးကိုပြင်လိုက်အောင်ပဲသူပြောတဲ့လေးကိုအတိမတ်မပြုတ်ဘူးလေအတိမတ်မပြုတ်လက်မခံပဲနေတာ ပုံနာကြီးတယောက်ဆဲတော့ကမြတ်စွာဘုရားဥပမာပေးတာရှိတယ်။ပုံနာကြီးတယောက်ကဖះကိုဆဲတယ်။ဆဲတာမှရိုင်းရိုင်းပြပြဆဲတာ။မျက်နာကိုကြည့်ပြီးတော့ရိုင်းရိုင်းပြပြဆဲတာ။မြတ်စွာဘုရားကလက်မခံဘူးဒီတိုင်းပဲနေတယ်။အตาလေးတုံ့ပြန်မှုမပြုတ်ဘူး။ဆဲလို့အားရသွားပြီဆိုတဲ့အခါမြတ်စွာဘုရားကသူ့မိကုံးထုတ်တယ်။မင်းအိမ်မှာမိတ်ဆွေတင်ကားတွေလာတဲ့အခါမုံပဲသေးစားတွေနဲ့လက်မခံဘူးအဲ့မခံဘူးလားလို့ဆိုအဲ့ခံတယ်။ အဲ့ဒီမုံပဲသိရင်စားတွေကိုဧည့်သည်ကစားမသွားရင်ဘသူဟာလဲလို့ဆိုတာ။ဒါအဲ့ခံတဲ့လူအင်ရှင်ရဲ့ဟာပဲပေါ့။အဲ့ဒါလိုပဲဘင်းဘင်းကငါ့ကိုဆဲရခြင်းဖြင့်အဲ့ခံတယ်ငါလက်မခံဘူး။အဲ့တော့ဆဲရတာမှန်တယ်ဗျမင်းဟာတွေပဲငါလည်းမဆိုင်ဘူး။ဆဲတဲ့လူကိုပြန်ဆဲလို့ရှိရင်လက်ခံရရောက်တယ်။သူ့ဟာကိုအတိမတ်ပြုတ်လိုက်ရရောက်တယ်။ဆဲတဲ့ပုဂ္ဂိုလ်ပြန်မဆဲဘဲနေမှသူက အတိမမပြည့်ရောက်တဲ့ကိုယ်စီမရောက်နိုင်ဘူး